မက်ကစီကုံတရုတ်နဲ့ကနေဒါနိုင်ငံတို့ကိုလာမယ့်ရက်ပိုင်းအတွင်ကုံသွယ်ခွန်စားသင်ကောင်းမည်ဟုဒေါ်နယ်ထရပ်ပြောအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာမက်ကစီကုံနဲ့ကနေဒါနိုင်ငံတို့တင်သွင်းတဲ့ကုန်စည်တွေကိုလာမယ့်ရက်ပိုင်းမှာစတင်ပြီးအခု25ရက်ခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်းထောက်ဖော်ပြောဆိုလိုက်ပါတယ် ဒါအပြင်အမေရိကန်သမ္မတကတရုတ်နိုင်ငံမှာအမေရိကန်နိုင်ငံတို့တင်သွင်းတဲ့ကုန်စည်တွေကိုနောက်ထပ်အခွန်ဆက်ရခိုင်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့ထပ်မံပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတကကနေဒါ၊မက္ကဆီကိုနဲ့တရုတ်နိုင်ငံတို့ဟာအမေရိကန်နိုင်ငံတို့တရားမဝင်မှုရေးစေဝါများတင်သွင်းရမှာဆက်နွယ်နေခြင်းများရှိနေကြောင်းပြောပါတယ်။အမေရိကန်အစိုးရဟာတရုတ်နိုင်ငံမှာတင်သွင်းတဲ့ကုန်စည်များကိုအခွန်ကောက်ခံရန်စီစဉ်နေကြောင်းသတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ။တရုတ်အစိုးရကလည်းအမေရိကန်နိုင်ငံကိုလက်တော့ပြင်ရန်အခွင့်ပြန်လဲကောက်မြစ်အစီအစဉ်ကို ပြီးခဲ့တဲ့သတင်းပတ်အတွင်းအစီအမံများချမှတ်လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အမေရိကန်သမ္မတကအစိုးရဟာတရုတ်နိုင်ငံကိုအခွန်ထက်မှန်တိုးကောက်ရန်နဲ့မက္ကဆီကုန်၊ကနေဒါနိုင်ငံတွေကိုမတ်လ၄ရက်နေ့မှစတင်ပြီးအခွန်ကောက်ခံရန်ဆုံးဖြတ်ခဲ့ကြောင်းပြောပါတယ်။အမေရိကန်တာဝန်ရှိသူတို့က မက္ကဆီကိုတယောက်နဲ့ကနေဒါနိုင်ငံတို့ကို အခွန်ကောက်ခံမြေအစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးနေတယ်။ပြည်မဝင်ရွှေပြောင်းအခြေချမှုပြဿနာကိုကောင်းစွာကင်တွယ်ဖြေရှင်းနိုင်ခဲ့ပေမဲ့မူရင်းစေဝါနဲ့ဆက်နွယ်ပြီးတည်ဆုံမှုနဲ့အခြားပြဿနာအတွက်အဆုံးရမှုတွေရှိနေစေလို့ပြောပါတယ်။မက္ကဆီကိုနိုင်ငံဟာမူရင်းရာစာဖြစ်တဲ့ရာဖဲကာရိုကွန်ဒီရိုအပါဝင်မူရင်းစေဝါဂိုင်းကောင်းဆောင်များအနည်းဆုံး30နီးပါးကိုအမေရိကန်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံသို့တရားမဝင်တင်သွင်းတဲ့မွေးရဲ့စေဝါများကြောင့်2023ခုနှစ်အတွင်းမှာအမေရိကန်နိုင်ငံသား9,296ဦးသေဆုံးခဲ့ကြောင်းအမေရိကန်ရောဂါထိန်းချုပ်ရေးတာဝန်ရှိသူတွေကပြောပါတယ်။အမေရိကန်နိုင်ငံမှာဒေါ်နယ်ထရပ်တာဝန်ယူပြီးနောက်ရခင်အစိုးရကတတ်မှတ်ခဲ့တဲ့အမေရိကန်များကိုပယ်ဖျက်ခဲ့ပြီးစီးကံအမေရိကန်များကိုထပ်မံထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတဟာအမေရိကန်နိုင်ငံအတွင်းသို့တရားမဝင်သင်ပို့နေတဲ့မူရစေဝါများတရားမဝင်ရှေ့ပြောင်းသူများဝင်ရောက်မှုနဲ့ဆက်နွယ်ပြီးမက္ကဆီကုန်ကနေဒါနိုင်ငံတို့ကိုပြစ်မှတ်ထားကာကုန်သွယ်ခွန်များကောက်ခံမယ်လို့ယခုလအစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပူပါနေမြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်